ဖာပုံမျိုးမှာရွေးကောက်ပွဲကျင်းပနိုင်ဖို့နဲ့ဆုံးရှုံးထားတဲ့တက်စကန်တွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်စစ်ကောင်မရှင်ကစစ်ကြောင်းထိုးဖို့စည်ရေးပြင်ဆင်နေကြပါတယ်။ဒီအတွက်ဒေသခံတွေစိုးရိမ်ကြောက်လန့်ပြီးလုံခြုံတဲ့နေရာတွေကိုရွှေ့ပြောင်းစစ်ဆောင်နေကြရတယ်လို့လည်းကုညီပေးနေသူတွေစီကသိရပါတယ်။အောင်ခန့်တင်ပေးပို့ထားတာပါရှင်။စစ်ကောင်မရှင်ကနမရွေးကောက်ပွဲပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့ မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကရင်ပြည်နယ်မှာတော့ဖော်ပေါ်မြို့နယ်နဲ့လိုင်ဝဲမြို့နယ်တို့ခုမှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်ရေကောက်ကိုကျင်းပနိုင်ဖို့နဲ့တက်စကန်နေပြည်နယ်သိမ်းပိုက်နိုင်ဖို့စစ်ကောင်မရှင်က DKBA ပို့ပြီးဖွဲ့နေရာတောက်တက် BGF ကူညီနဲ့မြေပြင်ဝင်ရင်ပြစ်ကူရယူပြီးစစ်ကြောင်းထိုးနိုင်ဖို့ကမာမောင်မျိုးထက်နာကဝါလူကျွေးရမှာစစ်ရေးပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်စစ်ကော်မရှင်စစ်ကြောင်းထိုးလာမှာကိုစိုးရိမ်ပြီး လုံခြုံမဲ့ထင်တဲ့နေရာတွေမှာရွှေပြောင်းပြီးစစ်ဆောင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။ဘာဒီဘာဘောဘောကနာမစ်တာစကားလေဘာဘောဘောလိုက်အောင်ဒီပါရကရန်ကမ်းန်ဂျိုးဆရာဒီဂျူအရီတော့ပြတော့ဒီတန်ချီတော့ဒီလိုဆောင်မထွန်းကျွန်တော်တို့ကကြည့်ရတော့မရှောင်းမဆောင်တော့ဘူးဆောင်တော့ဖြစ်တယ်။ဘာလို့လဲပြည်ကြလို့ကျွန်တော်တို့ကလည်းဝိလေးကြော်ရီကြော်ရအောင်ရှိတယ်။ ော့ဒါနဲ့ဝင်နေတော့ညနေစာပုလို့ကတော့ဒီတော့ပြောတော့သူ့မြေကြီးရအောင်တော့မချွေးတော့သူ့မြေကြီးတော့တော့အညီချီတော့တာကိုကြည့်လို့ပြည်သားဟာဒီအကြည့်ပြည်သားတွေတော့ရတော့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးတာလေကြောင်းကနေဘုံကျဲတက်ခိုက်နေတာကြောင့်ဖာပုံ၊ဂရိုင်းတီ၊ဖာပောင်၊ကက်ကျော်၊မိဆိုင်၊ဝါကော၊ဝါတုခုစတဲ့နီနာကြည့်ရကဒေသခံပြည်သူသပေါင်းပြီးပါဟာမြန်ကြီးငူ၊ကမမောင်၊ဖမ်းမြို့နဲ့ ဘေးလူကဆွေမျိုးတွေစီထွတ်ပြတင်းချောင်နေရပါတယ်။လက်ရှိမှာလည်းဒေသခံတွေဟာစပားရည်သိမ်းချိန်နဲ့တောင်ရည်သိမ်းချိန်ဖြစ်လို့လုပ်ငန်းတွေကိုရောက်နေသူတွေလည်းရှိပါတယ်။ဒါကြောင့်စစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာရင်တောင်ရည်နဲ့ဥယျာဉ်ခြံတွေမှာယာယီသိမ်းချောင်နေသူတွေအတွက်အသက်အန္တရာယ်ဆိုးရင်ရတယ်လို့စစ်ဆောင်ရေးဂူကြီးပေးနေသူတွေကပြောပါတယ်။ကျောင်းပူလာရင်တော့အဲဒီအဖြစ်ဆုံးတွေတော့အများအန္တရာယ်များတယ်ပေါ့ 到嘞，马尾，这路也打工压力，这路也工作上无钱的也马尾就走了，哦 <noise>，做下子香的啥，有压力香的啥，没事的。你讲的不是讲，走路太难走呢？然后，安尼，安尼安的路比较艰难呢，安尼安的更注意点的路比较艰难。然后，过下子了丽江的，有蛮多天，西虎拉美的，丽江的天气蛮舒服些嘞。安尼，安尼的路弯的，路上的路比较路比较的，安尼的在沿水边的，心里蛮舒服。 အဲတက်တာပါတော့သူရေးပေါက်ွက်မဖြစ်ပြောင်းလုပ်ပဲဆိုရဲဒီပဲတဲ့ဒီနေ့လည်းတော့ပုံကျေးတာတွေတက်ခဲ့တာတွေလုံလာနိုင်တဲ့အခါကျတော့အတန်ကြီးအတန်ကြီးဆူနေရတယ်ပေါ့နော်ဖာဖော်မျိုးနဲ့အတွင်းစစ်ကောင်မရှင်က ပြုလုပ်မဲ့ရွေးကောက်ပွဲကိုကင်းရင်မျိုးသားစီယုံဂရန်ယူတက်မှ၅ဘက်ကလက်မခံဘူးလို့ပြပြသားသားပြောဆိုထားပါတယ်ဒါကြောင့်စစ်ကောင်မရှင်ကဒုစစ်ဆင်လာရင်တိုက်ပွဲကြီးကြပ်ဖြစ်ပွားပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာမှာကို ဆက်ဆောင်တွေကစိုးရိမ်နေတယ်လို့တာမန်ကတာဝန်ရှိသူကပြောပါတယ်ဟိုပိုစီစီလာမနေပတ်တဲ့ဘီရိုမန်ဒီတက်ခံပြီးသူနေတော့တော်တယ်စိုးရိမ်ရတာပါလေအဖြစ်တော့သူပိုစီစီလာပြီးတော့ကိုရှိနေတော့အကြီးကြီးတိုက်ဝဲနေမှာဖြည်ပြီးတော့မှသူတို့လေပြောင်းနေလာပြီးတော့မှပြီးကူနေမှာလေဘာလဲဒါအလုံးမယ်ဆိုလို့ရှိရင်တော့ဒီစီမေးချောင်းတွေအတွေ့အကြုံတော့တော်တော်လေးပို့ တို့ဒီအခက်ခဲနေပုံများလာမယ်ဆိုတော့တို့အဲပြေချောင်းနေတို့ဆိုရင်နေကြတာပေါ့နော်ပြီးခဲ့တဲ့အော်တိုဘာလာတက်လာတာအတွင်းကင်းရိုးသားစီယုံဗျံယူတက်မငါနေနေဖာပုံမှုရောခရိုင်တွင် တိုက်ပွဲပေါင်း121ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်မရှင်တက်ဘက်ကတရင်မှုပါဝင်34ယောက်တည်ဆုံးပြီး88ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်စစ်ကောင်မရှင်တက်ဘက်ကဒရုံလက်နက်ကြီးပြင် လေကြောင်းကနေဘုံကျက်တိုက်ခိုက်ခဲ့တာကြောင့် အယက်သားပြည်သူတယောက်တည်ဆုံးပြီး6ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင် နေရီလေးလုံးပါဝင် စာသင်ကျောင်းနဲ့ဘာသာရေးကျောင်းတွေထိခိုက်ပျက်စီးခဲ့တယ်လို့တပ်မှန်ကားကထုတ်ပြန်ပါတယ်။ကျွန်တော်အောင်ခံပါ